الحمد لله وكفى وسلام على عباده الذين اصطفى أما بعد فأعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم قد أفلح المؤمنون الذين هم في صلاتهم خاشعون والذين هم عن اللغو معرضون والذين هم للزكاة فاعلون والذين هم لفروجهم حافظون صدق الله العظيم اللهم صل على سيدنا محمد وعلى آل سيدنا محمد وبارك وسلم جينيو ليزا أتي تانا توكا شين تروزين تو باوندو كميا جنم يكوران سشي بارا ما سورة مؤمنون سورة سورة روتبوشي ري أري سورة ما الله شميا ها မူမင်ဒီရဲ့အရေးအချင်းအလတ်ရှင်အမိရှိထားတယ်တော့မူမင်ဆိုတာဘသူတွေကို ခေါ်တာလဲမူမင်တယောက်မှာဘာအရေးချင်းရှိရမလဲလေးစားတက်မိတ်စီနေတော့မြခင်များဒီတော့ကျွန်တော်တို့ကြီးတယ်ဆွာဘာတာဝကတွေဒီတော့ဆွာဘာတာဝကတွေလည်းမူမင်ပဲကျွန်တော်တို့လည်းပဲမူမင်ပဲဆွာဘာတာဝကတွေလည်းဒီကလီမာပဲလာအီလာဟာအီလာလာမုဟမ္မဒုရ်ရာဆူလူလာကိုဖတ်ထားတာ ကျွန်တော်တို့လည်းဒီကလီမာပဲလာအီလာဟာအီလာလာမုဟမ္မဒူရာဆူလူလာကိုဖတ်ထားတာဒါပေမဲ့လည်းပဲစွာဘာတောကရီရဲ့အီမန်ကဲအရေးချင်းကျွန်တော်တို့ရဲ့အီမန်ကဲအရေးချင်းမှာအများကြီးกว่าမူးနဲ့မြေလောက်ကိုမှกว่าလိဇာအတဲမိတ်ဆင်ဒီနောက်များခင်များဒီအတွက်ကြောင့်သူတော်စင်တပားရဲ့အဆိုတစ်ခုရှိတာပေါ့နော်အကယ်၍တော့ကျွန်တော်တို့သားတဲ့စွာဘာတောကရီကို တွေ့မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ပြောလိုက်မယ်သူတို့တွေယူမြန်ယူနေလို့လားမသိဘူးလို့ကျွန်တော်တို့ပြောလိုက်မယ်တဲ့။တော့ကျွန်တော်တို့ကဆွာဘာတွေကိုတွေ့မယ်ဆိုလို့ရှင်ဆွာဘာတော်ကတွေကလည်းကျွန်တော်တို့ကိုတွေ့မယ်ဆိုလို့ရှင်ဒီလူတွေမိုမင်မကိုဟုတ်ရဲ့လားမသိဘူးကျွန်တော်တို့ကိုမိုမင်အဖြစ်နဲ့ဆွာဘာတော်ကတွေလက်ခံနိုင်မှာမဟုတ်ဘာလို့ဆိုရင်တစ်ဖက်နဲ့တစ်ဖက်ကြားမှာအရေးချင်းကအလောက်ကွာနေတာဒိစအတဲမိတ်စိနင်းတော့မြခင်များဒီတော့ဆွာဘာတော်ကတွေရဲ့အနေအထားကိုကျွန်တော်တို့ကြည့်ကြည့်ဥမာဖြစ် နော်ဆွာဘီတစ်ပါးရဲ့ဖြစ်ရတစ်ခုရှိတယ်အဲ့ဒီဆွာဘီကဇနီးတွေနဲ့အတူတူကိုလက်နီးနောနေတဲ့အချိန်မှာတမရမဆလလာဟူအလัยဆလမ်ဘက်ကနေဂျီဟတ်ကဖိတ်ခေါ်မှုကိုသူရရှိခဲ့တယ်နော်ဂျီဟတ်အတွက်လာဖို့အတွက်တမရမဆလလာဟူဆံဖိတ်ခေါ်တယ်ဒီတော့အဲ့ဒီအတန်ကိုသူကြားလိုက်တဲ့အချိန်ကသူနဲ့ဇနီးတယ်နဲ့ကိုလက်နှီးနှောနေတာသူမပြီးသေးဘူးဒါပေမဲ့လည်းပဲအဲ့ဒီအာကိုတဝက်တစ်ပြက်နဲ့သူမလုပ်လိုက်လေ ထွက်လာလိုက်တယ်အလတ်လမ်းမှာဂျီဟတ်လုပ်လိုက်တယ်နောက်ဆုံးအဲ့ဒီဂျီဟတ်မှာရှယ်ဟစ်ဖြစ်သွားတယ်တောင်ရမဆလလာဟူအလိုင်စလမ်အမိတ်ရှိတယ်နောက်သူ့ကိုတဲ့ဖရစ်တာတွေမလာအီကာကောင်းကင်တမန်တွေရီချူးပေးနေတယ်လေးစားအတဲမိတ်ဆေညီနောင်မြခင်များဒီလိုကျွန်တော်တို့စဉ်းစားကြည့်နောက်ကျွန်တော်တို့သာဆိုလို့ရှင်အဲ့ဒီလိုကျွန်တော်တို့လုပ်နိုင်မလားတော့ကျွန်တော်တို့တော့ဂျီဟတ်ကနောက်မှအရင်ငါကိစ္စငါပြီးအောင်လုပ်လိုက်မယ်။တော့ဆာဘာတောက်ကတွေအဲ့ဒီလိုမဟုတ် တော့ဒီတိုင်းပဲတရက်ဟာဇတ်အဗ္ဒူလာဘင်မစဦးရဒီအလာဟူအန်ဟူတခင်မစဂျစ်န်နဘဝီရဲကိုလာတယ်လာတဲ့အခါအဲ့ဒီနေ့ကဂျွမ်မာနေ့တမရမဆလောဆမ်ကဂျွမ်မာရဲ့ခုတ်ဘာပေးဖို့အတွက်မင်ဘာပေါ်တက်လိုက်ပြီဆွာဘာဒီထဲမှာပလီထဲမှာရှိနေတဲ့ဆွာဘာဒီတချို့ထိုင်နေတယ်တချို့မတက်ရအဲ့ဒီအခါတမရမဆလောဆမ်ကအမိတ်ရှိတဲ့အီဂျီလီစုအလုံးထိုင်ကြအဲ့ဒီလို ထိုင်ကြလို့ပြောတဲ့အချိန်မှာတဲ့အဗ္ဒူလာဘင်မစဦးရဒီအလာဟူအန်ဟူတခင်ကအဝဖနှက်ချော့မှာ ။နော်ဒါပေမဲ့အဲ့ဒီအီဂျလီစုကိုထိုင်ကြလို့တမန်တော်ပြောလိုက်တဲ့အဲ့ဒီဇကားကိုကြားပြီးတော့အဲ့ဒီဖက်နှစ်ချွတ်မှာပဲတခါတည်းထိုင်လိုက်တယ်။နော်အဲ့ဒီခါတမန်တော်ဆလောက်ဆမ်ကပြောတယ်နော်အေးအဗ်ဒူလာဘင်မဆူဒ်အတွင်းထဲကိုဝင်လာအထဲမှာထိုင်ဒီတော့အထဲရောက်တော့တယောက်ကမေးတယ်ဘာဖြစ်လို့ဖက်နှစ်ချွတ်မှာထိုင်လိုက်တာလဲ။နော်တမန်တော်ကအမှန်တကယ်တော့ပြောနေတာကပလီတွေကသူတွေကိုပြောနေတာ။ဒီတော့အဗ်ဒူလာဘင်မဆူဒ်ရာဒီအလာဟူအန်ဟူတခင်ကဘာပြောလဲဆိုရင် နော်ငါ့ရဲ့နားလေးကိုတမန်တော်ရဲ့အကြံရောက်လာတယ်။တမန်တော်ကအမိပေးနေတယ်။အဲ့ဒါကိုငါကနော်ချက်ချင်းနာမကန်လိုက်ပဲနဲ့ငါကနော်ငါလှုပ်လက်ဆအလုပ်ကိုဆက်လုပ်နေမယ်ဆိုလို့ရှင်ငါနတ်ဖန်ကရာမတ်နေမှာအလတ်ကိုငါဘလို့ပြန်ပြီးတော့အဖြေပေးမလဲ။အဲ့ဒီအတွက်ငါပလီတဲ့မရောက်သေးဘူး။နော်ဖနက်ချွတ်မှပဲရှိသေးတယ်။တမန်တော်ထိုင်လို့ပြောလိုက်တယ်အဲ့ဒီနေရာမှာပဲထိုင်လိုက်နော်ကျွန်တော်တို့ဒါဆိုရင်ကျွန်တော်တို့ပြောလိုက်မယ်သူယူမြန်ယူနေလို့လားမသိဘူးဆိုပြီးတော့အမှန်တကယ်တော့မဟုတ် ယူနေလို့မဟုတ်တော့ဘာကြောင့်လဲအီမန်ရှင်နေမူမင်ကအရေးချင်းပြေဝလွန်အံ့ကြည်တာဆိုဘာတော့ကဒီစီမနော်အီမန်ကအရေးချင်းပြေဝလွန်အံ့ကြည်တာလေးစားတဲ့မိစေနီနောက်မြခင်များနော်ဒီတော့တမရမဆလလာအလိုင်စတမ်နော်တခါတခါဒီလိုအချိန်ရှိတယ်နော်ကိုရောဥမာဖြစ်ဒီနအတွက်နော်နုံးမစင်စစ်ပွဲတစ်ခုခုသွားမှာဖြစ်တဲ့အတွက်ဆိုဘာတော့ကဒီကိုတမရမဆလောက်ဆမ်အေလန်လုတ်တယ်ကျင်းညာတယ် နော်အတင်တို့နော်အလက်လက်မှာလာပြီးတော့လူတန်းကြဒီတော့ဆွာဘာဒီထဲမှာအချို့ဆွာဘာဒီရှိတယ်ကျွဲဝတယ်ဥမာဖျာဒတ်ဥစမန်ဂနီရဒီအလာဟူအန်နုတခင်ဟာဇတ်အဗ္ဒူရဟမန်ဘင်အော့ဖ်ရဒီအလာဟူအန်နုတခင်ကျွဲဝတယ်နော်တချို့ဆွာဘာဒီရှိတယ်တော်တော်များများဆွာဘာဒီရှိတယ်မကျွဲဝဘူးမချမ်းသာဘူးနော်ဒီတော့ကျွဲဝတဲ့ဆွာဘာဒီကတော့ယူလာပြီးလူတန်းတာပေါ့ဒီတော့မကျွဲဝမချမ်းသာတဲ့ဆွာဘာဒီကလာပြီးလူတန်းဖို့အတွက်သူတို့စီမှာဘာမှမရှိဘူး မရှိဘူးဒါပေမဲ့ကိုရောကပြောနေတဲ့အလတ်လမ်းမှာလှူဒန်းချဒါပေမဲ့ဒီဆွာဘာတွေရှိတယ်သူတို့လှူဒန်းဖို့အတွက်သူတို့မှာဘာမှမရှိဘူး။နော်ဒီတို့သူတို့ဘာလုပ်ကြလဲချက်ချင်းသူတို့အိမ်ကနေထွက်ပြီးအပြေးလွှားသွားကြတယ်။ဘေကူသွားကြလဲဆိုရင်ယဟူဒီတွေကခြံနေစီကိုသွားကြတယ်။နော်အဲ့ဒီအချိန်မဒီနာရဲ့ကနအူးပိုင်းမှာနော်ယဟူဒီတွေကကြွေဝကြတယ်။နော်ခြံနေတော်တော်များများဆုံလွန်ခြံနေကယဟူဒီတွေပိုင်တာ။ ဒီတော့ဒီစွာဘာတွေမလုပ်လေယဟူဒီတွေရဲ့ခြံတွေကိုသွားတယ်ယဟူဒီတွေရဲ့ခြံတွေမှာသွားပြီးတော့ဆုံမလွန်ဒီတွေကိုသွားပြီးတော့เนาะအထုတ်လိုက်အထုတ်လိုက်เนาะဆုံမလွန်ဒီเนาะဒီအတွေးလိုက်ကြီးတွေအလေးကြီးတွေအဲ့ဒါတွေကိုသွားပြီးထမ်းပြီးတယ်နေရာရွှေ့ပြီးတယ်ဆုံမလွန်ပင်ကနေဆုံမလွန်ဒီတွေတက်ပြီးတော့ခူးပြီးတယ်အလုတ်ချမ်းလောက်လာတာပေါ့เนาะအဲ့ဒီအလုတ်ချမ်းတနည်းကုန်သွားလုတ်တယ်လုတ်ပြီးဝဲနောက်ညနေရောက်လာပြီးဆိုလို့ရှင်ဆုံမလွန်ဒီတဆွလောက် နော်ဆူမလွန်သီးလေးတဆွလောက်ဆူမလွန်သီးလေး3ကီလိုဝင်းကျင်လောက်ရတယ်အဲ့ဒါကလှုပ်အားကအနေနဲ့ရတာနော်အဲ့ဒီလှုပ်အားကအနေနဲ့ရတဲ့ဆူမလွန်သီးလေးကိုညနေကျရင်ယူလာတယ်ယူလာပြီးတော့တမန်တော်မြတ်ကြီးဆလလာအလိုင်ဆလမ်စီမှာလာပြီးတော့ကိုတော့ကျွန်တော်အလတ်လမ်းမှာဒါလေးလှူပေးရစီလေးစားအတ္တမိတ်ဆိတ်ညီနောင်မြခင်များနော်ဒီတော့ဆွာဘာတာဝကတွေကတမန်တော်မြတ်ဆလလာအလိုင်ဆလမ်ရဲ့အမိတ်ကိုကြားရပြီးဆိုရင်အဲ့ဒီလိုအီတွာအတ်လောက်တာအဲ့ဒီလိုလိုက်နာတာ နော်ဒီတော့ကျွန်တော်တို့နဲ့ရှင်ကြီးကြီးနော်ကျွန်တော်တို့နော်ဒီနေ့ကုရ်အန်ကအာယတ်တစ်ခုခုကြားရတယ်နော်နှုတ်ဆင်ဟာဒီသ်တော်တပုတ်ပုတ်ကြားရတယ်ကြားရတဲ့အခါမှာကျွန်တော်တို့ဘာပြောမလဲအဲ့ဒါကငါအတော်မဟုတ်သူ့အတော်ငါနဲ့မဆိုင်ဘူးဆိုပြီးပြောလိုက်မယ်နော်ကျွန်တော်တို့မကြားကျင်ရဆောင်လိုက်နောက်ဆုံးကြားလိုက်ရင်လည်းပဲနော်အသာလေးဒီတိုင်းခောက်ထားပြီးတော့ကိုယ်လုံမြဲအတိုင်းနေခြင်းနဲ့အတိုင်းဆက်ပြီးတော့နေနေလိုက်နော်အဲ့ဒီအတွက်ကြောင့်မလို့အီမတ်ရှင်တော့အီမတ်ရှင်ခြင်းအထူးထူးပဲ ကလီမာဖတ်ထားတာချင်းအတူတူပဲသူ့ပေမဲ့လည်းပဲကျွန်တော်တို့ ਨੇ နော်ဆွာပါဒီနဲ့နော်အီမန်ဘိုင်းဆိုင်ရာအင်အားအီမန်ဘိုင်းဆိုင်ရာအကြီးအသွေးနော်အင်မတန်မှကိုပဲအဆပေါင်းများစွာကွာဟနွန်အန်ကြည့်တဲ့လေးစားအတမိတ်စီနေနောက်များခင်များနော်ဒီတော့ကျွန်တော်အခုနကျွန်တော်မြတ်ကုရ်အန်ကဲနော်ဒီဆူရာမူမီနူန်ကိုရုပ်ဖတ်လိုက်ဒီတော့ဆူရာမူမီနူန်မှာအလ္လာဟ်အမိတ်ရှိထားတယ်နော်ဒီလိုမူမင်နေသူတို့တွေကအောင်မြင်မှုတွေ နော်ရကြတယ်နော်ဘလုမုမင်နေလေနော်အဲ့ဒီမုမင်နေကနံပါတ်1အရေးချင်းကဗာလေအလဒီနဟွန်ဖီဆလာတီဟင်ခါရှီအွန်သူတို့ကနမတ်ဖတ်နမတ်ဖတ်တဲ့နေရာမှာလဲနမတ်ကိုပြီးဆလေပြီးဆလကဖတ်တာမဟုတ်ခါရှီအွန်အင်တမဂူဘေစိတ်ယောကိုပါ နော်နမတ်ကိုအာယုံထားပြီးတော့အဲ့ဒီလိုဖတ်တာလေးစားအတမိတ်စီနီနောင်းမြခင်များနော်ဒီတော့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ရဲ့အခြေအနေကိုကျွန်တော်တို့ကြည့်ကြည့် တော့ကျွန်တော်တို့ကိုကိုကိုထင်းနေတယ်เนาะငါကတော့ဒါတိတ်ကိုမှအဲတောင်ကြေလွန်းလာတယ်မုံမင်းလို့ကျွန်တော်တို့ထင်းနေတယ်เนาะကိုကိုကိုเนาะမနှက်ပြန်ကွဲလွန်တာနဲ့တမ်းပြီးဂျနတ်သွားမယ်သူလို့ကျွန်တော်တို့ထင်းနေတယ်ဒါတော့ကျွန်တော်တို့ဒီအာယတ်တွေနဲ့ကျွန်တော်တို့ကိုကိုကိုတိုက်ကြည့်ကြည့်เนาะကဒအဖလဟလ်မူမီနွန်အောင်မြင်တဲ့မုံမင်းနော်ကွေလွန်နာနဲ့တန်းပြီးတော့ဂျန္နတ်ကစီးစိမ်ကိုခံစားရမယ်မူမင်အဲ့ဒီမူမင်ကနံပါတ်1အရေးချင်းကနမတ်မြဲတယ် ်လေးစားအတယ်မိတ်ဆေညီနောင်မြခင်များဒီတော့အဲ့ဒီတချံသဲမှာတဲ့အများကြီးသူတွေကြံသွားလိမ့်เนาะကျွန်တော်တို့ဒီနမတ်မြေးကြလားကျွန်တော်တို့ဒီနမတ်မြေးကြလားเนาะဒီနေ့เนาะတော်တော်များများတော်တော်များများမွတ်စလမန်တွေကအလုံးနဲ့နမတ်နဲ့ရှင်လာပြီဆိုရင်အလုတ်ကိုပဲဦးစားပေးတယ်နမတ်ကိုခောက်လိုက်နော်အကြီးနော်အလုတ်လုတ်ကောင်းနေတဲ့အချိန်မှာနော်အလုတ်ကိုခောက်ပြီးနမတ်သွားဖတ်တဲ့သူဆိုရင် ။နော်တချို့ကဒီလိုတောင်ဝေဖန်သေးတယ်ဒီကောင်တကက်ဘေဝကူဖ်ပဲ။နော်ရှာခြင်းဖွေခြင်းစိတ်မရှိတဲ့သူပဲ။နော်စူးစားခြင်းစိတ်မရှိတဲ့သူပဲ။အလကားကောင် ကြီးပွားမှာမဟုတ်တူတက်မှာမဟုတ်။ဘာလို့လဲသူကဆိုင်ကိုထားပြီးနမတ်စတော့ဖတ်လို့ဆိုပြီးတော့အဲ့ဒီလိုကျွန်တော်တို့အပြစ်တင်ပြောဆိုကြတယ်။ဒါကပြောတဲ့သူကလည်းမွန်မင်ပဲ။လေးစားတယ်မစီနီနောင်မြခင်များနော်ဒီတော့မူမင်ကနဘတ်တိအရေးချင်းကနမတ်မြဲတယ်နော်နမတ်ဆိုတာနမတ်၅ချိန်မြဲတယ် နော်ဒီနေ့အများကြီးမိုမင်နေရှိတယ်နိုင်ငံရချားမှာနော်ရောက်နေတဲ့ကျွန်တော်တို့မြန်မာမွတ်စလင်အတိုင်းဝိုင်းတွေကနမတ်၅ချိန်ခဏထားအောင်တပတ်တရက်ဂျွမ်းမမမြဲတဲ့သူအများကြီးပဲတပတ်တရက်ဂျွမ်းမမမြဲတဲ့သူအများကြီးပဲအဲဒါရှေခနိဆာတာမတ်ဘာရကာတုမ်ကပြောပြတယ်ကနေဒါမှာကနေဒါမှာဒီလိုပဲရွှေ့ပြောင်းပြီးရောက်နေတဲ့မွတ်စလင်တွေအများကြီးရှိတယ်အဲ့ဒီတဲကတယောက်ကဆရာကြီးကိုလာမေးတယ်ဆရာကြီးတဲ့ကျွန်တော် နော်အလုအကျန်း busy ဖြစ်လွန်အားကြီးလို့ဘလို့မှထွက်လို့မရလို့ကျွန်တော်ဂျွမ်မာလှုပ်လို့ရမလားတဲ့နော်သူကျန်တဲ့နမတ်စကားချိန်ကတော့ဖတ်နေတာမဟုတ်ဒီဂျွမ်မာလေးတခုသွားပတ်ဖို့အတွက်ကိုဒီလိုဆရာကြီးကပြောတယ်နော်တခါတလေတိတ်ကျင်းတဲ့ချက်သေးရောက်လို့ဆိုရင်နော်ဒါတမျိုးပေါ့နော်တကယ်တော့ဘာလို့ကမဲအလစီကမာဖီတောင်းရမယ်ဒါပေမဲ့ဒါကိုခဏခဏလှုပ်လို့တော့မရဘူးဒါအင်မီတန်ကွန်နာကြီးတယ်အဲ့ဒီလိုပြောတဲ့အခါကျတော့ သူကဘာပြောလဲဆိုတော့ဆရာကြီးတဲ့နော်သူအင်တာမောက်ကိုပဲညှိုးငယ်ပြီးတော့ပြောတယ်ကျွန်တော်၃နှစ်ရှိသွားပြီကျွန်မဖတ်ဖို့ပလီမရောက်တာကျွန်တော်၃နှစ်ရှိသွားပြီကျွန်မဖတ်ဖို့ပလီမရောက်တာနော်ဒီတော့ဒါကသူများအကြောင်းပြောနေတာဒါပေမဲ့လည်းပဲကျွန်တော်တို့ကြားထဲမှာလည်းအဲ့ဒီလိုသူတွေအများကြီးရှိတယ်နော်ကျွန်တော်တို့လိုက်ပြီးစစ်တမ်းကောက်ကြည့်နော်အလုတ်ခွေနေတဲ့မှာစက်ယုံနေတဲ့မှာနော်အများကြီးမြန်မာမွတ်စလင်တွေရှိတယ်ယောက်ျားလေးတွေကျွန်မမရောက်ဘူး ဟောကျန်တဲ့နာမစကားချင်းခန္ဓာထအောင်အပတ်စဉ်ဂျွန်မာတော်မှာမရောက်လေးစားအတဲမိစိနေတော့မြခင်များပြီးတော့နံပါတ်1နာမစမြေရနော်နာမစကားချင်းဖတ်ကနော်နာမစကကျွန်တော်တို့ကိုဘေးနေရာမှာမဆိုအလရှင်မြတ်ကတောင်းဝန်ပေးတာနော်ကျွန်တော်တို့မြန်မာပြည်မှာပဲနေနေယူရီးယားမှာပဲနေနေဘယ်မှာပဲနေနေနာမစဖတ်က နော်နမတ်ကိုပို့ပို့ပါပါပဲကျွန်တော်တို့တောင်းဝန်ကိုအဲ့ဒီလိုသဘောထားပြီးတော့ကျွန်တော်တို့ဆောင်ရွက်ခံဒီနေ့အများကြီးမွတ်ဆလမန်တွေကနမတ်ကိုလီးလံနေကြလီးလံနေကြနော်ကျွန်တော်တို့မှာအာရဗ်ဆာဒီအာရေဗျရောက်တဲ့မက္ကာမဒီနာရောက်ရင်အဲ့ဒီမှာနော်ချီချူးစရာတခုတော့တကယ်ချီချူးမိတယ်နော်အာရဗ်အတိုင်းဝိုင်းနေကြတဲ့မှာသူတို့ကနမတ်ကိုတော်တော်ကိုမှနော်ပို့ပို့ပါပါပဲသူတို့သဘောထားပြီးတော့သူတို့နမတ်ကိုမပြတ်တမ်းဖတ်ကြဥမာဖြစ်နော် ဟိုစိုင်နေဖို့မမကမဒီနာမှာစိုင်နေရှိတယ်တကယ်မကတ်တီးเนาะအဲ့ဒီစိုင်နေမှာလူတွေလည်းကြိတ်ကြိတ်တိုးဝယ်နေတယ်နောက်ဆုံးကျွန်တော်တို့လည်းဈေးတောင်းဝယ်နေတယ်เนาะဈေးဝယ်ရင်းနဲ့ဈေးစကားပြောနေတယ်ပစ္စည်းကြည့်နေတယ်အဲ့ဒီအချိန်မှာအာဇန်တန်ရောက်လာပြီဆိုရင်ဆန်ရှင်ကိုတိုင်ကပြောတယ်နော်ခဏခဏသွားလိုက်သွားလိုက်သွားလိုက်နောက်ပြန်လာခဲ့နောက်ပြန်လာခဲ့နော်ချက်ချင်းမဲ့ဆိုင်သားတွေဆွဲချရတယ်ပါတဲ့တိမ့်ရရှိတာဝုန်းတိုင်းတိမ့်ပြီးတော့နော်သူတို့အမြန်သွားပြီးနမတ်ဖတ်လိုက်တဲ့ဖတ်ပြီးတော့ဆိုင်မှာဆက်ရအောင် ။နော်သူတို့အတွက်ဒီနမတ်စကတာဝန်ကိုနော်အင်မတန်ကြီးလေးလေးလံတဲ့ပုံစံမျိုးသူတို့နည်းနည်းမှမမတ်ယူထားဘူး။နော်သွားပြီးဖတ်လိုက်တဲ့ဖတ်ပြီးတော့သူဆိုင်တကာဖွင့်ပြီးဂျန်နာဆက်ရအောင်။ အကြိမ်သူတို့နေရာမှာကျွန်တော်တို့ဒါဆိုရင်နမတ်တခါဖတ်ဖို့အရေးကိုအဆိုင်သိရအောင်မယ်ဆိုင်သိရအောင်မယ်ကစ္စနာမာတွေကိုဟိုလွတ်သွားအောင်မယ်စရစ်စင်ကြီးတွေအများကြီးပြပြီးတော့မသိရင်နမတ်ကတောင်းလောက်လေးတဲ့တောင်းဝန်တစ်ခုအလားကျွန်တော်တို့တွေအဲ့ဒီလိုပြောကြလိမ့်လေးစားအတ္တမိတ်စီညီနောက်များခင်များပန်းချံနေစားအဲ့ဒီလိုတွေးရတယ်ပန်းချံနေလမ်းနေ နော်တခြားတခြားခြားဒီဈေးဒီနမတ်အချိန်ရောက်လာပြီဆိုရင်လူ၄၅ယောက်အမှန်တကယ်သူတို့တိတာလည်းပဲမဟုတ်နော်မြ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 တို့ဒေါက်တာတို့သွားလိုက်တယ်စုပြီးတော့နမတ်ကိုကျွန်မတုပ်ပြီးတော့အကြိမ်ပလီနီနီမနာနာမှာမရှိဘူးဆိုရင်ဖတ်လိုက်ကြနော်တက်ကြကျွန်တော်တို့နမတ်ကိုဖတ်ပါနော်အကြိမ်၍နော်ဒီမှာအလုံးလုံးနေတဲ့သူတွေရှိတယ်နော်နမတ်၅ချိန်ပလီလာပြီးဖတ်ဖို့မလွယ်ဘူးနော်ပလီလာပြီးဖတ်ဖို့တော့နံပါတ်၁စူးစမ်းရအောင် ပလီလာဘီဖတ်ဖို့လွေတယ်ဆိုရင်တော့ဒါနမတ်ကိုဂျမာအတ်နဲ့ဖတ်ဖို့ကဒါဆွန်နတိမွအကဒါဖြစ်တယ်ပလီမာလာဘီဖတ်ကအဲပလီလာဘီဖတ်ဖို့မလွယ်ဘူး။နောက်ပလီကအဝေးကြီးပဲ။နောက်စိတ်ယုံကလည်းပဲနောက်ပလီသွားဖို့ခွင့်ပြုမှမဟုတ်။နောက်အလုတ်ကလည်းပဲခွင့်ပြုမှမဟုတ်။ဒါတော့ကျွန်တော်ဘာလုပ်မလဲ။ဂျာနမတ်တီတီလေးတစ်ခုဆောင်ထား။ နော်ဆောင်းပြီးတော့နော်အလုရှင်ကိုလည်းအလုဝင်တဲ့အခါပြောပြနော်ကျွန်တော်နမတ်အချိန်ရောက်လာရင်နမတ်ခလီးတစ်ချက်လောက်ပါကျွန်တော်လုံးဝအလုမှာလိဟာမှုမဖြစ်ရအောင်နော်တချို့ချို့အလုသမားတွေကြတော့လေအဲ့ဒီလိုမဟုတ်နမတ်ကိုအကြောင်းပြပြီးသူနိုင်ွက်လောက်အလုကိုလိဟင်းလိုက်တော့တချို့အလုရှင်မွတ်စလင်မဟုတ်တဲ့သူကနော်အဲ့ဒါကိုလက်ခံဖို့ကြောက်သွားတယ်အဲ့လိုလိုလဲပဲမလုံးနဲ့နော်ဒီတော့ကျွန်တော်တို့ဘာလုပ်မလဲနော်ဒီတော့ဟိုနမတ်အချိန်ကြာလာပြီအဲ့ဒီမတိုင်ခင်ကလေးကချူတင်ဝူစုလောက်ထားလိုက် နော်ဝူဇူလောက်ထားပြီးနမတ်အချိန်ကြလာပြီးဆိုရင်တောက်တောက်ကိုသွားပြီးတော့ဒီချိန်နမတ်တွေခင်းပြီးတော့ဥမာဖြစ်ဇူဟူရဘောအလုတ်ထဲမှာဆိုရင်များသောအဖြစ်ဇူဟူရအချိန်ပေါ့နော်တောက်တောက်မှာသွားပြီးဇူဟူရကိုမြင်မြန်ဆက်ဆက်ဖတ်လိုက်နော်ဇူဟူရကတော့ဆန္ဒရကချီတယ်ဒါမဲ့လည်းပဲဆန္ဒရကလုံးဖတ်နိုင်တယ်ဆန္ဒရကလုံးပတ်မယ်ဆိုရင်လေခတ်တွတ်လေးဖတ်ပေါ့နော်ခတ်တွတ်လေးဥမာဖြစ်ခတ်ဆူရာတူတူသွဲ နော်ဆွနတ်နဲ့အညီပေါ့နော်ခတ်တွတ်တွတ်လေးဖတ်မယ်ဆိုရင်12ရက်က15မိနစ်ပေါ့ဒါပေမဲ့အလုရှင်က15မိနစ်ခွင့်မပေးနိုင်ဘူးဆိုရင်လည်းကျွန်တော်၄ရက်တော်ရအောင်ဖတ်လိုက် first ၄ရက် first ၄ရက်ဖတ်ရင်ဘယ်လောက်ကြာမလဲ9မိနစ်ပဲ9မိနစ်လောက်ကတော့ပဲအလုရှင်မှနော်တွန့်တူမှမဟုတ်နော်ဒီတော့ဒေါက်တာတော်သွားပြီးနော်အမြန်9မိနစ်လောက်အတွင်းထဲမှာ first ၄ရက်ကိုဖတ်လိုက်ဆက်လုပ်လိုက်ဘာဖြစ်သွားမလဲဇိုးရက် first down ကိုကြည်သွားမယ် နော်အဲ့ဒီလိုမျိုးကျွန်တော်တို့လုပ်ပါနော်အစရအချိန်ရောက်လာတယ်အလုံးမပြီးသေးဘူးဒီလိုဝုစုလှုပ်ထားနော်အစရအချိန်ရောက်လာတယ်နော်မြန်မြန်သွားပြီးတော့လေးတစ်ခါဖတ်လိုက်နော်မဂရစ်အချိန်ရောက်လာတယ်အလုံးထဲမှာပဲရှိနေသေးတယ်မြန်မြန်သွားပြီးတော့မဂရစ်ကငါးတစ်ခါပေါ့နော်ဖာရက်စ်နဲ့ဆွန်နတ်နဲ့နော်ဖတ်လို့မင်းဖတ်လိုက်နောက်ဆုံးမမင်းဖာရက်စ်တော့ရအောင်သုံးတစ်ခါတော့ဖတ်လိုက်နော်အဲ့ဒီလိုနဲ့ကျွန်တော်တို့နမတ်၅ချိန်ကိုမပြတ်တမ်းဖတ်ဖို့ကြိုးစားရမယ်ဒါနံပါတ်၁ချက်နော်နံပါတ်၂ချက်ကပါလေနမတ်ဖတ်တယ် နော်ဒီနေ့အများကြီးအများကြီးသူတွေရှိတယ်နော်နမတ်ကဖတ်တာဖတ်နေတာပဲနော်နမတ်တဲ့မှာနည်းနည်းမှစိတ်ပါဝင်စားမှုမရှိဘူးနော်အဲ့ဒါကိုလည်းပဲကိုယ့်ဘက်ကကြိုးစားမှုလည်းပဲမလုပ်နော်ဥမာဖြစ်လူတစ်ယောက်ကနော်သူပါဆက်ပြန့်နေတယ်နော်ရှားဖို့အစားတောက်တင်တာအရသာမရှိဘူးအရသာမရှိဘူးဆိုရင်စီကံတော့ပြမှာပဲဆရာဝန်ကပြောမယ်ကျွန်တော်ထမင်းစားနေတာအရသာမတွေ့ဘူး တော့တော်တော်ကြီးကိုကျွန်တော်နေရထိုင်ရခတ်တာဘာလို့လဲထမင်းစားမှာတော့အရသာခံပြီးစားခြင်းနဲ့လူတိုင်းနော်ထမင်းသာစားနေရတာမသိပလတ်စတစ်ဝမ်းနေရတဲ့အတိုင်းပဲနော်ထမင်းစားတာလည်းအရသာမရှိဟင်းစားတာလည်းအရသာမရှိမိထိုင်စားတာလည်းအရသာမရှိနော်အဲ့တော့အရသာမရှိဘူးဆိုရင်စီကံသွားပြမယ်ဆရာဝန်ကိုပြောမယ်ဘာယောဂမှန်းဖြစ်နေလို့လဲမသိဘူးဆိုပြီးတော့ဒီလိုနမတ်စမှာအရသာမရှိဘူးကျွန်တော်တို့အဲ့ဒါနဲ့ပတ်သက်ပြီးနည်းနည်းမှမကြိုးစားမိဘူးအမှန်တကယ်တော့တဲ့နမတ်စကတော့အရသာရှိတဲ့အရာပဲ နော်အဲ့ဒါကိုကျွန်တော်ကျူးစားရနော်နမတ်ကိုနောက်ဆုံးနော်တရက်ကိုအချိန်လေးထုံဥမာဖြစ်ညဘက်အားတယ်နော်အလုပ်တွေအားလုံးလည်းပြီးသွားပြီနော်ဥမာဖြစ်အရှာဖတ်ရင်းနဲ့နော်ဒီဒီအရှာနမတ်ကိုနော်ကိုတီချာကိုမှအယုံဆိုင်ပြီးတော့နော်အချိန်ယူပြီးတော့နော်နည်းနည်းအရသာထိပ်ပြီးတော့အယုံထိပ်ပြီးတော့ဖတ်ကြည့်ကြည့် အဲ့ဒီလိုနမတ်နာရကတ်လောက်ကနေစကြိုးစားလီးရကတ်လောက်ကနေစကြိုးစားအဲ့ဒီလိုနဲ့ဖြည်းဖြည်းချင်းနမတ်ကိုစိတ်ဝင်စားပြီးအာယုံနဲ့ဖတ်တတ်တဲ့အလေအကျင့်ရသွားလိမ့်မယ်။နော်အဲ့ဒီလိုမကြိုးစားရင်တော့တစ်လုံးမောတရောက်သွားမယ်။နမတ်ကဒီလိုပဲအလ္လာဟူအက်ဘာရူနဲ့ဖတ်လိုက်မယ်။အာယုံကတနည်းအားမှာနော်ဟဇရတ်မောလာနာမုစတီအာမတ်ခန်ပူရီဆာဘ်ဒါမတ်ဘာကာတုံကဘာပြောလဲဆိုတော့ကျွန်တော်တို့နမတ်တွေကဘာနဲ့တူလဲဆိုရင်နော်ရိုဘော့တင်နဲ့တူနေတယ်။ရိုဘော့ရိုဘော့ဆိုတာကစက်ရုပ် နော်စိတ်ယုတ်စိတ်ယုတ်ကိုခလုတ်နှိပ်ထားလိုက်ရင်စိတ်ယုတ်ကသူ့အတူဘာလုတ်သွားလဲလုတ်သွားလိုက်တယ်နော်သူလုတ်เสียရှိတာအကုန်လုံးလုတ်သွားလိုက်တယ်နော်ဆက်ဆက်ကသူလုတ်เสียရှိတာအားလုံးလုတ်သွားလိုက်ကျွန်တော်လည်းအဲ့ဒီအတိုင်းပဲဆက်ကလုတ်နေသလိုဖြစ်နော်နမတ်ကနော်လှုပ်ရှားမှုပဲရှိတာအထဲထဲမှာနှလုံးသားထဲမှာအနစ်တာတာဘာမှမပါဘူး နော်ဒီတော့အဲ့ဒီလိုမဟုတ်ဘူးနော်ဒီတော့ကုရ်အန်မှာအလ္လာဟ်အမိရှိထားသလိုအလ္လာဒီနဟုမ်ဖီဆလာတီမ်ခါရှီအွန်နမတ်လေးပဲမြဲမယ်နမတ်ကိုလည်းပဲစိတ်ဝင်တစားဖတ်မယ်တမူမင်အောင်မြင်တဲ့မူမင်ရဲ့အရေးအချင်းနော်နောက်တစ်ခုပါအမိရှိလဲအလ္လာရှင်မြတ်ကနော်ဝလ္လာဒီနဟုမ်အနီလဂ်ဝီမူရီဒွန်နော်အောင်မြင်တဲ့မူမင်ကားတဲ့အချိန်မဖြုံးဘူးအပူအလုတ်တွေမလုတ်ဘူးနော်အလ္လာဟ်တကိစ္စတွေမှာ နော် तू ဝေမပါဘူးနော်အချိန်ဖြုံးမဲ့အလုပ်တွေအကျိုးမရှိတဲ့အလုပ်တွေအချီးနီးအလုပ်တွေကြာရင်တဲ့နော်မော့အရီသွန် तू ဘာလုပ်လိုက်လဲမျက်နှာလွှဲလိုက် तू မျက်နှာလွှဲလိုက်အဲ့ဒီအလုပ်တွေကို तू မလုပ်နော်ဒီတော့ကျွန်တော်တို့ကြည့်ကြည့်ကျွန်တော်တို့မှာရောအဲ့ဒီအရေးချင်းရှိလားနော်ပြန်ကြည့်ကြည့်မယ်ဆိုရင်မရှိဘူးနော်ဒီနေ့အများကြီးမွတ်စလမတ်နေနော်အားလုံးနီးနီးပါပဲနော်ကျွန်တော်တို့ TikTok မကြည့်တဲ့သူရှိလားမရှိသလောက်ပဲဒီခက် เนาะအဲ့ဒါကြည့်တဲ့အခါဘာရလဲဆိုတော့ဘာမှမမရဘာမှမရဘာရလဲဘာမှမရဗီဒီယိုတစ်ခုတယောက်ကကနေမယ်နောက်ဗီဒီယိုတစ်ခုတယောက်ကတစ်ခုလုတ်ပြနေမယ်เนาะကြည့်ရင်ကြည့်ရင်ကြည့်ရင်နဲ့55မိနစ်တနားကြီးဘလို့အချိန်ကုန်သွားမှမသိဟုတ်တယ်မလားเนาะအများကြီးအများကြီးဒါအသက်ကြီးတဲ့သူတွေလည်းအဲ့တည်းမှာအများကြီးပါတယ်နော်ဒီလိုနော်ဖုန်းကိုပို့ရင်ပို့ရင်ね55မိနစ်တနားကြီးအချိန်ကုန်သွားမယ်ဘလို့ကုန်လို့ကုန်သွားမှမသိဘူး တော့ဒါမှမဟုတ်လည်းပဲအဲ့ဒီ45မိနစ်တနာကြီး TikTok ကြည့်ပြီးတဲ့နောက်ကိုကိုပြန်ပြီးကြည့်ငါဘာရသွားလဲတော့ပညာတွေရသွားလားဘဝတုတ္တရတွေရသွားလားတော့ပစံတွေရသွားလားအကျိုးတွေရှိသွားလားဘာမှမရှိဘာမှမရှိတော့အဲ့ဒီလုံနေပဲအချိန်ကုန်လာပြီတော့တရက်တရက်မနေဘူးတော့ဒီတော့တကယ်တကယ်တမ်းအောင်မြင်တဲ့မိုမင်ကအချိန်မဖြုံးဘူးအကျိုးမေ့တဲ့ကိစ္စဘာအကျိုးမှမရှိတဲ့ကိစ္စတွေမှာသွားပြီးတော့မပါဝင်ဘူးအဲ့ဒီတည်းမှာသွားပြီးအချိန်တွေကိုမပြီးဘူး ်ဒိစာအတဲမိတ်စီနေတော်မြခင်များဒီနေ့တော်တော်များများအချိန်တွေကအဲ့ဒါနဲ့ကုံသွားတယ်ဒါလည်းပဲကျွန်တော်တို့အင်မတန် sensitive တဲ့အရာတစ်ခုပဲတော့ကျွန်တော်တို့ကအချိန်တွေကိုဘလို့ဖြုံးနေလဲတော့ဒီတိုင်းပဲအများကြီးလူငယ်တွေဆိုရင်လည်းပဲ game နဲ့အချိန်ကုန်တယ်တော့ဒီခေတ် game တွေကလည်းတိတဲ့အတိုင်းပဲတော့ game တွေကနမည်ပေါင်းစုံနဲ့ကျွန်တော်တို့လိုက်တော့မမီနိုင်တော့တော့ဒီတော့ PUBG တို့ Mobile Legend တို့ဒါလူငယ်တွေစော့ကြတာ တော့အားပြီဆိုရင်လူငယ်တွေအဲ့ဒီတဲမှာအဲ့ဒီတဲမှာအဲ့ဒီတဲမှာ45မိနစ်တနာရီ2နာရီ3 4 5နာရီအချိန်ကုန်သွားမယ်သမီးဟင်းပျောက်သွားမယ်မိပလိုက်မယ်နော်အဲ့ဒီ game ထဲမှာအဲ့ဒီလိုအာယုံရှိတာအဲ့ဒါတွေအားလုံးကလက်ွယ်အကျိုးမဲ့တဲ့ကိစ္စတွေပဲဘာမှအကျိုးမရှိတဲ့အရာတွေပဲဒါတော့အောင်မြင်တဲ့ moment ကအဲ့ဒါတွေကို နော်မျက်နှာလွှဲပြီးတော့ချိုးခိုင်းပြီးတော့နေတဲ့သူနော်အဲ့ဒီအကျိုးမဲ့တဲ့ကိစ္စတွေမှာအချိန်မပေးတဲ့သူတဲ့အလတ်ရှင်အမိတ်ရှိတာ နော်နောက်တစ်ခုကပါလဲဆိုရင်ဝလဒီနဟုမ်လစ်ဇကာတီဖာအီလူန်နော်ဒီအလိုသဘောတစ်ခုကတော့နော်ဇကာတောင်းဝန်ကိုပြည့်ပြည့်ဝဝထမ်းရွက်နော်ဒီတော့ဟာဒီစ်တော်မှာလည်းပဲရှိတယ်နော်အင်နာဖီလ်မာလီဟက်ကွန်လေးဆစ်အဲစီဝဇကာနော်ဒီတော့ကျွန်တော်တို့ရဲ့ဥစ္စာပစ္စည်းမှာနော်ဇကာအပြင်နောက်ထပ်တခြားအရာတွေလည်းပဲရှိတယ်တခြားတောင်းဝန်တွေလည်းပဲရှိတယ်ဥပမာဖြစ် နော်ကျွန်တော်တို့ဇကာတောင်းရှိတယ်ဇကာပေးတယ်ဇကာကိုပြည့်ပြည့်ဝဝပေးမယ်ပူပူလိုလိုပေးလိုက်မယ်ပူပြီးတော့ကိုပေးလိုက်မယ်ဒါကြလေတကြောင်အခုဇကာပြီးသွားပြီ ဇကတ်ပေးပြီးသွားပြီတချို့ရှိတယ်ဇကတ်ပေးပြီးသွားရင်တစ်နှစ်လုံးတစ်ချက်တောင်မလူတော့အမှန်တကယ်တော့မှန်ပါတယ်ဇကတ်ပြီးသွားရင်တော့နောက်ထပ် forest တောင်ဝင်တော့မရှိတော့ဘူးလူဖို့တန်ဖို့ကဒါပေမဲ့လည်းပဲတော့ကိုယ့်ဘေးမှာလူတယောက်ဒုက္ခရောက်နေတယ်ကိုယ့်ဘေးမှာလူတယောက်ငတ်မွတ်နေပြီတော့ကိုယ့်ရဲ့ပဝန်းကျင်အတိုင်းဝိုင်းမှာအခက်အခဲဖြစ်နေတဲ့သူတွေရှိနေပြီဒီတိုင်းမဲ့ဒီသာသနာအတွက်တော့လိုအပ်တဲ့နေရာတွေရှိနေပြီအဲ့ဒီနေရာတွေမှာဇကာအပြင်ကျွန်တော်တို့ဘာလို့သိင်လဲတော့လီလာလေးပဲပြီးသိင်တယ်တော့ဒါကဒီအာယတ်ကအ အလိုသဘောတစ်ခု။နောက်နောက်ထပ်အလိုသဘောတစ်ခုဆိုတာကဇကာဆိုတဲ့သက္ကလုံရဲ့အတိတ်ပဲကနှလုံးသားကိုတန့်ရှင်းအောင်လုပ်တာ။နောက်နှလုံးသားတန့်ရှင်းစင်ကြယ်အောင်လုပ်တာ။ဒီတော့အောင်မြင်တဲ့မိုမင်ကဘာလုပ်လဲ။နှလုံးသားကိုတန့်ရှင်းအောင်လုပ်တယ်။တက်စကီယာလုပ်တယ်။နောက်ကျွန်တော်တို့လူတိုင်းရဲ့နှလုံးသားတွေရှိတယ်။နှလုံးသားမှာဟက်ဆက်ဆိုတဲ့မနာလိုတတ်တာ။နောက် books ဆိုတဲ့နော်မုံအမုံတရားတွေမုံတီးမှုတွေ ။နော်ဒီတိုင်းပဲကျွန်တော်တို့ heresy ဆိုတဲ့လောဘတွေ။နော်ရှာဝတ်ဆိုတဲ့မပိုင်တဲ့နော်ယာကစိတ်တွေ။နော်တကဘူဆိုတဲ့မာမာနာတွေ။ဥစ္စဘယ်ဆိုတဲ့စိတ်ကြီးဝင်တာတွေ။နော်အဲ့ဒါတွေကလူတွေရဲ့နှလုံးသားထဲမှာနည်းနည်းမဆိုဘာဖြစ်တလေရှိတတ်တယ်။နော်အဲ့ဒါတွေကိုကျွန်တော်တို့မထားထားရအောင် เนาะလူတယောက်ယောဂရှိနေတယ်เนาะခန္ဓာကိုယ်အတွင်းထဲမှာယောဂရှိနေရင်ယောဂကိုမွေးမတောက်ယောဂကိုမလုပ်လေစီးတောက်ပြီးအ мян ခတံဖြစ်အောင်ကုเนาะတခါတည်းပျောက်အောင်ကုပလိုက်တယ်ဒါတွေလည်းပဲယောဂတွေเนาะအဲ့ဒါတွေကိုလည်းပျောက်အောင်လုပ်ရလောဘတွေပျောက်ကမယ်မာနတွေပျောက်ကမယ်เนาะဝင်မနာလိုဝင်တုံမှုတွေ ောက်ကမယ်เนาะဒီတိုင်းပဲစိတ်ကြီးဝင်တာတွေမရှိရောက်เนาะမပြုတ်ပိုင်နဲ့မပိုင်နဲ့ကာမစိတ်တွေအဲ့ဒါတွေကျွန်တော်တို့နှလုံးသားထဲမှာမရှိရောက်เนาะဒီတော့ဒါကြောင့်ဒီအဲ့ကဲအလိုသဘောနောက်တစ်ခုเนาะနောက်တစ်ခုရှေ့မှာအလာဘာမိတ်ရှိလဲဝလဒီနဟုမ်လီဖူရူဂျီဟင်ဟာဖီဇွန်နော်ဒီတော့အောင်မြင်တဲ့မုံမင်နေခဲ့အရေးချင်းနောက်တရက်ကပါလဲဆိုရင်နော်အဆက်တရားမိမိရဲ့အဆက်အင်ကထိမ့်သိမ့် နော်မိမိရဲ့နော်အဆက်တရားကိုလက်ကင်ထားပြီးဘဝကိုနော်ဖြတ်တန်းနေနေထိုင်နေနော်ဒါကိုလေကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ရဲ့မိသားစုတွေကိုကျွန်တော်တို့ကြည့်ကြည့်နော်ဟိုအရပ်တီရဲ့ဆူယူတခုရှိတယ်နော်အပြူမင်းကလေးတယောက်ကအကြီးမားဆုံးသောအရေးချင်းကအဆက်တရားပဲနော်မိမပြိုလေးတယောက်ပေါ့နော်မိမပြိုလေးတယောက်ကအကြီးမားဆုံးအရေးချင်းကရှက်တတ်တယ်ရှက်တတ်အကြီးမားဆုံးအရေးချင်းက နော်ဟိုခုခစ်တုံးတာပေါ့နေကာလှုပ်လိုက်တယ်နော်နေကာပြီးတော့နေကာပွဲမှာဥဒရုသနဲ့ဒရုသမီနော်ဒရုသနဲ့ဒရုသမီနေကာလှုပ်ထားတဲ့ဒရုသနဲ့ဒရုသမီနော်မင်္ဂလာပွဲမှာလက်ချိတ်ဖို့အတွက်မနေဦးပြောယူရတယ်ဒရုသမီတွေမှာအလောက်ရှက်စိတ်တော်ဒီနေကာလှုပ်ထားတဲ့ဒရုတာကုတ်ခေပုံးကိုနေကာပြီးပြင်းလက်ချိတ်ရမှာကို တော့လူတွေအရှိမအစ်မတန်ရှက်တာနောက်ဆုံးဆွေမျိုးတွေမိဘတွေဝိုင်းကြောရတယ်နင်လက်ချိတ်လိုက်လေလက်ချိတ်လိုက်လေဒါနှစ်ယောက်ချားဖြစ်သွားပြီလေနင်နဲ့နီကာလုံပြီးသွားပြီလေဒါခင်ပွန်းဖြစ်သွားပြီလေလက်ချိတ်လိုက်လေဒါကဟိုခစ်ကမိန်းကလေးတွေကအဆက်တရားကျွန်တော်တို့ဒီခစ်ကတော့ကြည့်ကြည့်လိုက်ပါနော်နီကာဘေးစီနေမမသိဘူး နော်ဘေကမမသိဘူးတစိမ့်ယောက်ျားလေးဘာမှလည်းမတော်ဘူးနော်အဲ့ဒါနဲ့လက်ချိတ်ယုံတယ်မကောက်နော်ပွိဖက်ပြီးနန်းရှုပ်ပြီးနော်အဲ့ဒါကိုတူတူတိတ်တိတ်လောက်တာမဟုတ်အဲ့ဒါကိုဓပုံနဲ့လိုင်းပေါ်ပါပါလှုပ်လိုက်လေတင်းလိုက်တယ်လူတကာကိုပြတာဒီတော့ကျွန်တော်တို့စဉ်းစားကြည့်ဒီခေတ်မှာမိမပြူနော်ယောက်ျားပြူလေးတွေကအဆက်တရားတွေဘလောက်တောင်မှကုန်ခန်းနေပြီလေလေးစားအတမီစင်ကြီးနောက်မြခင်များနော်ဒီတော့အဆက်တရားရှိခြင်းက ောင်မြင်တဲ့မိုမင်ကလက္ခဏာတိတ်ကိုအရေးကြီးတဲ့အချက်တရားเนาะဒီဒီခေတ်မှာတဖြည်းဖြည်းပျောက်လာတာကအချက်တရားဖြစ်เนาะတနည်းတခြားเนาะလူတွေလက်ထဲမှာဥစ္စာပစ္စည်းတွေများလာတယ်ဒါပေမဲ့အချက်တရားကကုံ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 ွားတယ်เนาะနောက်ဆုံးမိဘတွေတစ်ချိန်လုံးကမိဘကသားသမီးရဲ့အချက်တရားမေ့မှုကိုဘလို့မှ လက်မခံနိုင်ဘူးမိဘတွေမှာ အတိတ်လောက်ဂရက်မခံခြင်းစိတ်ရှိတယ်။နော်ဥမာဖြစ်သမီးဖြစ်တဲ့သူအဝေစားနည်းနည်းပါနေတယ်နည်းနည်းကြက်နေတယ်ဆိုရင်အဖေရဲ့ဒေါသဒီလိုကြီးသွားတယ်။ဒါမှမဟုတ်လည်းအခုခင်မှာပါလဲ အဲ့ဒီလိုဝေထားတာကိုအဖေတယောက်ရဲ့နှလုံးသားမှာနင်းနေမှခံစားချက်မဖြစ်တော့။နော်ဒီတိုင်းပဲဟူခိဟူခါကယောက်ျားလေးတွေကကိုယ်ဇနီးကိုကြည့်တယ်။နင်တော့အပြင်ထွက်ရင်နော်။နော်နေကိုဘယ်ယောက်ျားလေးမှမကြည့်စေနဲ့နော်။နော်နေယောက်ျားလေးတွေကြည့်အောင်အဲ့ဒီလိုမဝင့်နဲ့နော်။ဘာဖြစ်လို့လဲကို့မိန်းကလေးကိုရဲ့ခန္ဓာကိုယ်အချိုးစားလှပမှုကိုဒဇင်းယောက်ျားလေးတွေမြင်မှာကိုနည်းနည်းမှမခံနိုင်အောင်ကင်ပုန်းတွေကဒါမဲ့အခုခင်ပုန်းနေဘာဖြစ်လဲ။နော်ကို့ဇနီးတွေကိုနော်အင်တာမတ်ကိုပဲအတူအပြတ်နော်အ က်တွေကိုဝစ်ပေးပြီးတော့နော်ဇနီးကိုပါချင်ညာတယ်ငါမိမဘလောက်လာလဲအားလုံးဝိုင်းကြည့်ကြဆိုပြီးတော့နော်ဒီတော့ကျွန်တော်တို့ဒီခေတ်ကအဆက်တရားကိုကျွန်တော်တို့စဉ်းစားကြည့်နော်ဒီတော့ဒီအချက်တွေကိုရန်ကျန်တော်မြတ်မှာအမိရှိထားတယ်ဒီအချက်တွေကကျွန်တော်တို့တွေကိုတိုင်းတာဖို့ပါနော်ကျွန်တော်ကိုကျွန်တော်တိုင်းတာငါမူမင်ဖြစ်ပြီလားတော်ငါမှာဒီအရေးချင်းလေးရှိပြီလားအဲ့ဒါဒီကိုတိုင်းတာဖို့အတွက်အလတ်ရှင်အမိရှိထားတာကျွန်တော်တို့တိုင်းတာရ လိုအပ်နေတဲ့အချက်တွေကိုကျွန်တော်တို့တွေပြုပြင်ရမှာဖြစ်ပါတယ်နော်အင်ရှာလာအခုအရာကိုနော်ထိုင်းဘာသာစကားနဲ့ကျွန်တော်တို့ဒီဘေးမှာထိုင်နေတဲ့ဂျာမီယာရာမာနီယာချောင်းမေဆိုင်ရဲ့ချောင်းဆရာမလနာမူတီနူရ်အစ္စလာမ်ဆာကာထိုင်းဘာသာစကားနဲ့ဆရာအချင်းချင်းတွေပြန်ရလောက်မှာဖြစ်ပါတယ်နော်အင်ရှာလာအရာပြီးသွားရင်ဆက်ပြီးတော့ပြန်ဆက်